လွန်ခဲ့တဲ့နှစ်20ကတော့အပြိုင်မြင်ရတော့မယ် United နဲ့ Arsenal အသင်းတို့ရဲ့ Champion တိုက်ပွဲ Manchester United နဲ့ Arsenal တို့ကဒီအာဒီ Premier League Champion ဆုကိုအပြိုင်လုမယ်လို့ဘယ်သူကထင်ထားခဲ့ပါလဲဒါပေမဲ့ဒါကတကယ်ဖြစ်လာခဲ့ပါပြီ ။ရာလီအစားတော့ကတိုင်ပန်းခဲ့တဲ့ United အခုဆိုရင်တော့လမ်းကြောင်းမှန်ဖို့ပြန်တက်လာခဲ့ပြီးချန်ပီယံစင်ကော်တို့ဖြင့် Arsenal ကိုနီးကပ်ဖိအားပေးနိုင်တဲ့အတင်းဖြစ်လာခဲ့ပါပြီ။မပေးစရာမှာအချိန်နှီးဆိုးနေပါတယ်ဆိုတဲ့ United ပရီးမီးယားလိချန်ပီယံလေဘာဘူးကလပ်ကဘလာချန်ပီယံချဲစီတို့ကိုနိုင်ယူပြီး Man City နဲ့ရမယ့်တူရည်တည်နေတဲ့နောက်ဖြစ်ပါရင်ဒီအသည်မှာ Arsenal နဲ့ပြိုင်ချန်ပီယံဆုကိုလူမဲ့အတင်းဖြင့် United လည်းပေါဝင်လာခဲ့ပြီးဖြစ်ပါရင် United နဲ့ Arsenal တို့ကပရီးမီးယားလိ KO တို့ကပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့အတင်းတွေဖြစ်ပါရင် Premier League Champions ဆုကိုအပြိုင်ဆိုင်ယူခဲ့ကြပြီး Silent Ferguson နဲ့ Arsenal ဝင်ကောင်ရဲ့ကြားကပြိုင်ဆိုင်မှုကဘောလုံးလောကရဲ့ကရဝင်တွင်ပြိုင်မဲ့တွေဖြစ်စေခဲ့တာဖြစ်ပါရင် Arsenal ကဒီအသည်လုံး ရှုံးပွဲမရှိဆန်ခြင်းနဲ့ဗလားယူပြခဲ့တယ်လို့ United ကလည်း Arsenal ရဲ့ရှုံးပွဲမရှိဆန်ခြင်းကိုရပ်တန့်ပြခဲ့တာဖြစ်ပါရင်ဒီလိုပြန်ဆန်မှုပြင်းထန်ခဲ့တဲ့နှစ်သင်းဟာ2013ခုနှစ်ကျော်ကာလတွေမှာဆွဆွရွားကြဆင်းသွားခဲ့တာပါ United တို့ကောင်းတဲ့အချိန်တွေမှာ Arsenal ဆိုတာက Champions League ဝင်ဝင်တော့နံပါတ်မှန်ဖြစ်နေခဲ့တယ်လို့ Arsenal ကောင်းလာတဲ့အချိန်မှာ United ကတိုင်ပတ်နေခဲ့တာဖြစ်ပါရင်ဒါပေမဲ့အခုအချိန်မှာတော့ဒီနှစ်သင်းဟာလူမန်နီယာမန်ကိုပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပြီးအရင်လို Champions League အတွက်အားပြိုင်တာကိုမြင်တွေ့ရတော့မှာဖြစ်ပါရင် Arsenal ကဒီအသီးမှာတော်လင်းကျန်နေပါရင် Cancel ပိုင်းမှာလေမတိုးဖြစ်နေတယ်လို့ဂိုးတွေမှာတက်သွင်းနေတာပါ Gabriel ကဒီအသီးမှာ Arsenal အတွက်နှစ်ဂိုးသွင်းပြီးနှစ်ဂိုးဖန်တီးပေးထားပါ တယ်ဘုံနောက်ကန်လူတူးအနေနဲ့စနေဝဲကစားလေးကိုပေါဝင်ပတ်သက်နိုင်တာကများတယ်လို့ဆိုရမှာဖြစ်သလိုတန်ဖိုးအဖြစ်လည်းမြန်မာနေတာကိုမြင်တွေ့ရမှာပါနျူကာဆယ်ကိုဝေးခွေးမှာအာဆင်နယ်တို့ရှုံးတော့မလို့လို့ဖြစ်နေပေမဲ့မိုင်နိုရဲ့ဂိုးနဲ့ချိန်ပါတိုင်ခဲ့ပါတယ်ပွဲပြီးကန်ဒီမှာဂါရီယက်ကကောင်းတိုက်ပြီးအနိုင်ကိုသိမ်းယူပေးခဲ့တာဖြစ်ပါတယ်နျူကာဆယ်အစီအစဉ်ပတ်မှာနှစ်တိုင်းရုံးကန်ရပြီးအမှတ်တွေဆုံးရှုံးလေးရှိတဲ့အာဆင်နယ်တို့အမှတ်ပြည့်ယူနိုင်ခဲ့ပါတယ်ဖွယ်ကိုလည်းနောက်ဆုံးနေရာအတိဆက်အာဆင်နယ်ဝေးခွေးမှာအနိုင်မရထားပါဘူးဒီရာသီမှာလည်းအမှတ်ရတော့မလို့ဖြစ်ခဲ့ပေမဲ့ဂါရီယက်ရဲ့ဖိုးတန်ဂိုးဖန်နေပေးမှုကနေသုံးမှတ်ရခဲ့ပေမှာတယ်အတန်ဒီကိုမန်ချက်နဲ့ပွဲမှာတော့ဂါရီယက်ပရမအူဆောင်ကိုကိုယ်တိုင်သွင်းခဲ့ပြီးအပိတ်ကိုကိုဖန်နေပေးနိုင်ခဲ့ပါတယ် ်ပရီးမီးယားလိမ်းမှာအာဆင်နယ်တို့ဂါရီယယ်ကြောင့်ချောင်းမဲ့ရခဲ့တယ်လို့ချန်ပီယံလိမ်းမှာလည်းအတန်တီကိုလိုအသင်းမျိုးကိုဂိုးပြတ်နိုင်အောင်ဂါရီယယ်ကပဲလက်ဖွင့်ပေးကြတာဖြစ်ပါရင်လက်ချက်ရာသီကအများကြီးကျန်နေသေးတာပေါ့ဂါရီယယ်စီကနေနောက်ချက်ဂိုးပါဝင်ပတ်သက်မှုတွေမြင်တွေ့ရအောင်မှာဖြစ်ပါရင် အာဆန်နယ်ကပြန်ပွဲစုံသုံးကိုပဲပေးထားတာကလည်းလက်လံနဲ့ခန်းစစ်ဆွမ်းဆောင်ရပါဂန်နာတို့ပြန်ပွဲစုံမရှုံးတော့တာ၁၀ပွဲဆက်နေပါရင်ယူနိုက်တက်ကတော့နောက်ဆုံးသုံးပွဲကိုနိုင်ပြီးလမ်းကြောင်းမှန်ပေါ်တက်လာတာဖြစ်ပါရင်နောက်ဆုံးကစားကတဲ့၅ဘက်မှာ Brentford အသင်းတွေကိုပဲရှုံးလာပြီး Chelsea ဆန်းနာလန် Liverpool Brighton တို့လိုအသင်းကောင်းတွေကိုနိုင်ပြီးပြထားတာဖြစ်ပါရင်ခန်းစစ်ပိုင်းဆွမ်းဆောင်ရင်တိုးတက်လာခဲ့ပြီးအရင်လိုကုသမဂပေးရတဲ့အမှားတွေမရှိတော့ဘူးဖြစ်ပါရင်တိုက်စစ်မှာလည်းကွန်ညာရှက်ကို MU တို့အားလုံးချိန်ဆွမ်းပြလာနိုင်ကြပါရင်ကြည်ရတာ United နဲ့ Arsenal တို့ရဲ့ရှင်ပြိုင်မှုကိုကောင်းကောင်းကြီးခန်းစားရမယ့်အနေထားမှာရှိနေတာပဲဖြစ်ပါရင်